ပြည်သူတွေကဒီလိုမျိုးအကြောက်တရားဝင်သွားပြီဆိုရင်ဒါစကားစချိန်လမ်းနေပဲသွားနေမှာဆိုရင်ကျွန်တော်တို့ကဘာကြောင့်တော်လိုင်းကြီးလောက်ရတာလဲလက်နဲ့ကင်ထားပြီးတော့ဒီလိုမျိုးလှုပ်ရှင်လာလှုပ်ပြီးတော့သတင်းအစားအသားဖျောက်ပြီးဘာသတင်းမှမတက်တာမျိုးပြည်လူတို့တရားကိုဒီလိုမျိုးစားဖျောက်လိုက်တာမျိုးလုံးဝမဖြစ်တင်တာဘာပြောချင်လဲဆိုတော့ဒါကြီးကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေတော်လိုင်းကြီးလုံနေတဲ့ကောင်းတဲ့အကုန်လုံးဟာအိမ်များဖို့လည်းမသေးကြဘူးပြန်ရရင်လည်းဒီလိုလက်နက်ကန်ကောင်းရင်လည်းစကားစားနဲ့ဆိုးတဲ့စနစ်နဲ့ကျွန်တော်ကြုံရတော့မှာ ဲဒါတော့မြောက်အောင်ပြောသွားဖြစ်ပါတယ်မြောက်အောင်ဆိုတာကတော့သူတူပြောစရာမဟုတ်တဲ့ကုံတော်ကုံလေးဖြစ်ပါတယ်လက်ရှိမှာမြင်ရတာတော့မြောက်အောင်ဖြစ်ပါတယ်မြောက်အောင်ဆိုတာကတော့တိတ်ပြီးမိတ်ဆက်ပေးစရာမလိုဘူးလို့ထင်ပါတယ်တော်လိုင်းလောကထဲမှာကတော့နာမည်ကြီးပါပဲလက်နဲ့ဒီကုံတော်ကိုခိုးရောင်းပြီးတော့ဒီဘက်ကိုဖျက်ပြီးသွားတဲ့ကုံတော်လေးပြောလို့ရတဲ့ကုံတော်ကုံပါပဲဒါမဲ့လေသူ့ကိုတော့တော်တော်များကဘူးမှမပြောဘူးလှူရှူထားတာခုလိုမျိုးကြတော့လေသူဦးလေးတကောင်ကြွားသွားတဲ့ဆိုပြီးတော့ PDF တွေကနေပြီးတော့ပြည့်မရှိပဲလုပ်တယ်ဆိုပြီးပြောတဲ့ခါမှာတော့အထွေးနိုင်ဆိုပဲကောင်းတယ်မေးထားပါတယ်တကယ်မှာပဲသူ့ကိုဒီကောင်ကိုမေးတဲ့အသင်ရတဲ့လုံးဝမဟုတ်သောဘူး ထောက်ကြနေတာတော့ပြီးဖို့လိုပါတယ်။ဒါပေမဲ့သူတို့ဘာတွေပြောလဲ။သူတို့ရဲ့ဦးလေးရောင်တကယ်ပဲဒီရက်ဒီကအပြစ်မရှိပဲအင်ခံရတာလားဆိုတာကတော့ဒီလိုမျိုးမှာစက်ကြည့်လိုက်ရအောင်ဗျာ။ပါလို့တော့တခုရှိပါတယ်။ဒါကတော့မြေဥပမျိုးရေးဘဏ် Spend Development Bank SDB ရဲ့အစုရှယ်ယာတွေကိုလွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းဘုံနာကတ်ကိုယုံကြည်မှုအပြည့်နဲ့တခဲနဲ့ဝမ်းရံရင်းနှီးမြှုပ်နှံခဲ့ကြသူတွေအားလုံးအတွက်မြေဥအသီးအပွင့်ဖြစ် ပုံပေါ်လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။ ခုဆိုရင်ရေဥဖမျိုးရေးဘဏ်ကနေအကျိုးရောင်းချခဲ့တဲ့ SCB token တွေဟာကမ္ဘာကျော် exchange တစ်ခုဖြစ်တဲ့ MEHC ပေါ်မှာတရားဝင်အသိအမှတ်ပြုခံရတဲ့စည်ရင်းဝင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာမျက်နှာစာမှာပြည်သူအင်အားကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့အချက်ပေးခေါင်းလောင်းတာလည်းဖြစ်ပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာဒီချိတ်ဆက်ထားတဲ့ exchange platform မှာတရားဝင်စပြီးလွတ်လပ်စွာရောင်းဝယ်နိုင်ပြီဖြစ်တယ်လို့ exchange အကောင့်မရှိဘူးဆိုရင်လည်းစိတ်မပူပဲမျိုးဥပံကတရားဝင်ဖွင့်လှစ်ထားတဲ့ online STV counter ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ www.facebook.com/stvcounter ကနေဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။အဲလက်ရှိမှာအခုလိုပြောလိုက်တဲ့ခမာပဲပေါ်မတိတ်ကလည်းပေါ်ကွဲတာပေါ့ဗျာ။ Uber ကတော့တရားမဝင်ဖြစ်ပြောင်းလာအလူကြီးကနေပြုတ်ပြုတ်ဆက်မြန်ဘန်နေတော့တရားဝင်နေဖြစ်ကုန်ပြီဆိုပြီးတော့ပေါ်မတတ်ရဲ့ငိုကြွေးတန်ကလည်းစူညံလို့ပေါ့ဗျာ။အဲကြားပြန်က UNG ရဲ့လုပ်တဲ့အခု STV ကတော့ကြားပြန်မယ်ခင်ဗျားတို့ ကြားဖြန့်အန်ယူရက်လို့တာမဟုတ်ကြားဖြန့်ကမင်းပထဝီမင်းအောင်လိုင်းနဲ့ BGF တွေလုံနေတဲ့ခါကြီးပြောဆိုနေတာလေတွေ့လာနေရပြီပေါ့နော်ပြေုံ20အခြေဆိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက်ပေါ့နော်ဒီဥစ္စာကိုလွန်ဆန်မှုတော့ခက်ခဲလိမ့်မယ်အဲ့တော့အခြေအနေတွေကဘာဖြစ်လာမလဲဆိုတဲ့ဟာကတော်တော်လေးပြင်းထန်စွာဖြစ်လိမ့်မယ်ပေါ့နော်တော်တော်လေးပြင်းထန်လာလိမ့်မယ်အခြေအနေတွေပြောင်းလဲလာလိမ့်မယ်အဲမမျော်မှန်းထားနိုင်တဲ့ကိစ္စမျိုးတွေတော့ဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်ဒီလိုမျိုးတွေအလုံးပဲတဘောဝဘေးနဲ့မီးပြီးတော့မှအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးကပြန်နေကြိုဆိုလိုက်ပါတယ် ဒီလိုလေးရရှိမလို့သွားပေးကမလို့ယနေ့ဝင်ပါလာ19ရင်းဒီဗုဒ္ဓဦးရဲ့ညတင်းချူအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်လည်းမျိုးတွေအားလုံးပဲအဆုံးနှိရှိဖို့ဒီနိုင်မှာထပ်မံတောင်းဆိုလိုက်ပါတယ်။တတိယနဲ့ခါတိုင်းမှာလည်းဘူပီယန်လေးတွေချိတ်ဆက်ပြီးတော့ကြည့်ရှုပေးဖို့လည်းထပ်မံတောင်းဆိုပါရစေ။ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီဖို့အတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားတဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1953ရဲ့တတိရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ကတရားတာတွင်စစ်ကောင်စီကစစ်ခွေးတွေဆုံးဆင်းမှာတော့ခလေး၊ရန်ကုန်၊ဖလန်း၊ဤတိန်၊လမ်းတလျှောက်မှာတော့စစ်ခွေးအကောင်တရား တိစုံနေကြောင်းသိရှိရပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်။မကွေးတိုင်းရန်ကုန်မြို့နယ်မှာတကောင်းမန္တလေးတိုင်းတောင်တာမြို့နယ်မှာ၁၀ကောင်းမန္တလေးတိုင်းစင်ကိုင်မြို့နယ်မှာ၅ဦးတော့ရှင်ပြီးထားပြီးတော့စကိုင်းတိုင်းမုံရံမြို့နယ်မှာ၄ကောင်းစကိုင်းတိုင်းပလဲမြို့နယ်မှာတကောင်းဘကိုးတိုင်းမူးမြို့နယ်မှာတော့၃လင်းဝင်ရောက်ပြီးဘကိုးတိုင်းကျုမင်ကောင်းမြို့မှာ၂ကောင်းစစ်ခွေးတွေတိတိတိစုံနေကြောင်းသိရှိရပါတယ်။နေရာနှက်မှာတိုက်ပွဲတွေပြင်းထန်နေတာဟာနေ့စဉ်နဲ့မျှစစ်ခွေးတိစုံမှုစီးရင်တွေကိုကြည့်ရင်သိရှိနိုင်ပါတယ်။ဒါမဲ့တစ်ဖက်မှာလည်းစစ်မှုထမ်းဥပဒေကို အားရပါရနဲ့မင်းအောင်နိုင်ကကြိုက်တူပြီးခုံးနေဖြစ်တဲ့အတွက်ရေးပေါ်စီလူငယ်တွေအနေနဲ့လက်ရှိချိန်မှာတော်လိုင်းဘက်ကိုမဝင်ဘူးဆိုရင်တော့မင်းအောင်နိုင်ကိုနောက်ကအားပြန်ဖြစ်ဖြစ်နေတာတော့တေချာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်လေဘရောင်းတောင်ကျင်းဒီစီမံကိန်းကိုလုတ်ကန်နေတဲ့တရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းတွင်မှာခိုးလုံနေတဲ့စစ်တပ်ကို PDF တွေကရှော့တိုက်တုံးနဲ့ပြစ်ခတ်နေပြီးတော့စစ်တပ်ကလည်းကုမ္ပဏီဝင်းတွင်ကနေပြီးတော့ PDF တွေကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လိုင်းသတင်းမြစ်တွေကသိရှိရပါတယ်။ဒါကတော့ ဒီနေ့နိုဝင်ဘာလ16ရက်နေ့မနက်9:15မိနစ်အချိန်ကစတင်ပြီးစားနေညို့နယ်တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းနယ်မှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတက်တွေကရှော့တိုက်လို့နေတဲ့ဇက်တိုက်ကိုပစ်နေတာဖြစ်ပါတယ်။ဝမ်ပေါင်ဝင်းတွေမှာရှိတဲ့စစ်တပ်ကလည်းလက်နက်ကြီးနဲ့ဇက်တိုက်ပြန်လဲပစ်ခတ်လျက်ရှိကြောင်းအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်နေပြီးပြည်သူတွေကတော့ခြေနေကိုစောင့်ကြည့်နေရပြီးစစ်ချက်ကစစ်တပ်ကစစ်ကြောင်းထိုးလာခြင်းနဲ့လေကြောင်းတိုက်ခတ်မှုတွေဖြစ်ပေါ်လာမှာကိုတော့စိုးရိမ်နေကြအောင်သိရှိရပါတယ်။ဒါဟာတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းတွေတက်ဆွဲထားတဲ့စစ်တပ်ဟာလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စားလင်းမျိုးနဲ့မတွဲမှရှိတဲ့ ကျွေးရများမှာပြည်သူများထိခိုက်သေးဆုံးမှုမကြာခဏဖြစ်ပေါ်လေရှိပြီးစစ်တပ်ကစစ်ကြောင်းထိုးတာတွေကုမ္ပဏီဝင်းတုံးကိုပြန်လည်ဝင်ရောက်တာတွေကျွေးရတွေကိုမီးရှို့ဖျက်ဆီးခြင်းတွေမကြာခဏဆိုသလိုပြည်လူတွေရှိတာလဲအဲ့ဒေသမှာရှိတဲ့တော်လန်ပြည်သူတွေအကုန်လုံးသိရှိမှာဖြစ်ပါလေနောက်ထပ်သတင်းပုံအနေနဲ့ကတော့ရန်ကုန်မှာပြန်ဆုံမဲ့ဆိုတဲ့အတိုင်းပါပဲရန်ကုန်မြို့ပိုင်းနဲ့ဖြစ်တဲ့ရန်ကုန်မြို့လက်ကူမြို့နယ်ဇရက်ကွင်းရက်ွက်အုပ်ချုပ်မှုရုံကိုပြင်းရမြင်ပိုင်းနှလုံးနဲ့တက်ခတ်ခဲ့မှာတော့ပြူစောသည့်နှုတ်ထိခိုက်မှုရှိခဲ့တယ်လို့ WA အဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတွေ့ရှိရပါတယ်။နှစ်ကောင်လုံးလွင့်ထွက်သွားပြီးကျန်တဲ့ကောင်တွေခွေးပြေးဝပြေးပြေးကြတယ်။သေဖို့ရကနုံများတယ်။မိုင်းဆွဲတဲ့အချိန် ွင့်ထွက်သွားတယ်လို့လည်းသိရှိရပါတယ်။ဒါဟာနိုဝင်ဘာလ18ရက်နေ့ညနေ6နာရီမှာဇယကွင်းရက်ွက်အုပ်ချုပ်ရေးမှူးရုံးကိုရန်ကုန်အာမီဖွဲ့ကနေပြီးနောက်ပိုင်း KI ပကပနဲ့တူပြင်းရမြင်ပိုင်းနှလုံးနဲ့တိုက်ခတ်ပြီးလို့ခဲတာကိုတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အချိန်မှာကျင်းပတော့မယ်ရွေးကောက်ပွဲဆိုပြီးတော့တောင်းနေကြတဲ့ကောင်တွေကိုအဲရွေးကောက်ပွဲမှာလည်းပြသနာတွေအများကြီးရှိလာနိုင်ပါတယ်။ဒါကြောင့်တော်လံပီတွေနဲ့လည်းသူ့ပဲတတိဝိရထားပြီးနေကြဖို့ဒီနေရာကနေပြီးတော့ထပ်မံအတိပေးလိုက်ပါတယ်။ဟုတ်ကဲ့ကိုမြအောင်ခင်ဗျာကိုမြအောင်ရဲ့ဦးလေးတော်သူ ဥကုံငယ်ပေါ့နော်မကွေးတိုင်းကဒါကြောက်ဆောင်ရွာမှာနိုဝင်ဘာ19ရက်နေ့က PDF တွေကဟိုဖမ်းခေါ်သွားပြီးတော့ဟိုရွာထိတ်မရောက်ခင်မှာပဲပြစ်တက်ခံရတယ်ဆိုပြီးဒါဟိုကိုမြအောင်တင်ထားတာတွေ့ပါတယ် Facebook မှာဆိုတော့ဒါနဲ့ပတ်သက်ပြီးသိကျင်တာပါအဲ့ဒါဟိုဖြစ်စဉ်သေးသေးပေါ့နော်ဘလို့ဖြစ်တယ်ဆိုတော့အရင်ဆုံးရှင်းပြပေးစီလိုပါတယ်ဗျာဖြစ်စဉ်ကအင်းဒီညနေကကျွန်တော်ကိုရွာနေပြီးတော့ဖုန်းခေါ်တာတခါမှမခေါ်ဘူးပြောရမှာလေကျွန်တော်ငငယ်ရကိုရင်တော့ဝတ်ဘူး ဒါတော့ပဲရွာလူနေစုံမှုလားပြီးတော့အဲ့ဦးလေးကတော့ရန်ကုန်အမြဲလာလေတယ်ဆိုတော့သူနဲ့တော့အမြဲစုံတယ်ပေါ့နော်သဘောကောင်းပါတယ်ဦးလေးတို့ကဒါညီကိုနှစ်ယောက်ရှိတယ်သူတို့ကအမွားလေးမွားလေးဆိုတော့ဒါရုပ်ချင်းတပုံစံနဲ့တယောက်ကရန်ကုန်မှာရှိတယ်နောက်တစ်ယောက်ကကျတော့ဒါကမမျိုးနဲ့ဒါ၆ဆောင်းရွာမှာသူကအရင်ထဲကစပါပွဲယုံပါညာသူအဲ့အလုပ်လုပ်တယ်ပြီးတော့သူ့ဟိုအမျိုးတွေကသူ့သမီးတွေကတော့ဒါစာလုံးမှာအလုပ်လုပ်တယ်ပေါ့သူ့ကိုပြန်ထောက်ပံ့တယ်ပေါ့နော် အဲ့တော့အနေသားကဘယ်လိုလဲဆိုတော့မနေ့ညနေကကျွန်တော်ဖုန်းဝင်လာတော့ကျွန်တော်ကင်လိုက်တော့ဂျွာဖုန်းဖြစ်နေဖြစ်နေတော့သားတဲ့ဟိုသားဒီဘက်ဟို PDF နေနဲ့နီးစသက်ရှိရဆိုပြီးတင်းကြလို့ပေါ့လာကူညီတောင်းတာပေါ့တောင်းလေးကိုတော့ဒီမှာ PDF အကဖမ်းသွားတယ်ပေါ့ဒါပေမဲ့အခုတီးရတာကလည်းဟိုပြစ်တက်လိုက်ပြီလို့ပြောတယ်ပေါ့ PDF တွေနဲ့နီးခဲ့ရှိရမဟုတ် PDF တွေစီကတုတ်ဆောလို့ PDF တွေရှင်းမှုတော့စောင့်နေတာဒီကောင်နော်အဲ့လိုမျိုးပြောတော့ကျွန်တော်က ဘာမှတော့ဥက္ကုငယ်ဆိုပြီးနာမည်ကြားတော့ဒီတိုင်းပဲတော့သူတွေ့ရတာကိုသုံးတယ်ထင်လို့ဥက္ကုငယ်သုံးသွားပြီလားလို့မေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့ဒီကာလကလည်းအခုလုံးကနှုတ်ဆက်နေတဲ့ကာလဆိုတော့အဲ့တော့အဲ့မှာသတင်းစကြခြင်းပဲ PDF လို့သတင်းကြားလိုက်တော့ကျွန်တော်ဟာမဖြစ်နိုင်ဘူးဒါစကားစအယောင်ဆောင်ပြီးပဲလာပြီးတော့လာတတ်တာလားပေါ့နော်။ကိုကတော့အဲ့လိုမျိုးတွေးလိုက်တယ်။တွေးလိုက်တော့မဟုတ်ဘူးရွာကနေပြောတာ PDF PDF ဆိုတော့ကျွန်တော်ကဘယ်ပိုင်မှန်းလဲကျွန်တော်မသိဘူး။ကျွန်တော်လည်းကျွန်တော်တစ်ခေါက်ပဲကျွန်တော်အလဲရောက်ခုတာကျွန်တော်ခုနှစ်တန်းကျောင်းသားဘွားတော့ အဲ့တော့ဘလို့ဖြစ်တာလဲဖြစ်စဉ်ကိုမေးတော့ညနေ9နာရီလောက်ကအာလူ6ယောက်ပေါ့ PDF ဘက်တရီနဲ့6ယောက်ဆိုင်ကယ်3သီးနဲ့လာတယ်။ဒါအဲ့ချိန်မှာဦးလေးကရေချိုးပြီးခါစအဲ့မှာခေါ်တယ်အာဒါစုံစမ်းစစ်ဆေးရရှိရဆိုပြီးဖုန်းလေးလုံးသိမ်းတယ်ဗျာ။သိမ်းပြီးတော့ဦးလေးဖြစ်သူကိုလက်ပြန်ကြိုးတုပ်ပြီးတော့ခေါ်တာရေချိုးခေါ်ဆောင်တာတော့မဟုတ်ဘူး။ခေါ်ဆောင်ပြီးတော့ရွာထဲမှာတနက်တန်နဲ့ချက်ကြားတယ်ဆိုပြီးတော့ဖြစ်တာ။ဖြစ်တော့နောက်ပိုင်းကျတော့ဦးလေးရဲ့ဓာတ်ဘော်ဒီကိုရွာထဲမှာတွေ့တယ်ရွာလေကောင်မှာ။ ြောမယ်ဆိုပထမတော့အဲ့ဟိုလုံးကြံတက်ဖြတ်သွားတဲ့လူတွေကစောင်းချုံပေးခဲ့တယ်ထင်တာမဟုတ်ဘူးရွာသားတွေကဒီတိုင်းကြည့်မကောင်းလို့စောင်းနဲ့ပတ်ပေးခဲ့တာတက်သွားတာအောင်မှာမျက်နှာပွင့်ထက်တန်ရာဆိုတော့ကျွန်တော်တို့ကဒါကျွန်တော်လက်လက်နက်ကင်လောက်ခဲ့ဘူးတယ်နိုင်မမကြီးရဲ့ပြင်အားကိုလုံးကြီးရှော့ကန်ရဲ့ပြင်အား5 wifi ရဲ့ပြင်အား7.62ဒါချင်းမုံရဲ့ rifle ရဲ့ပြင်အားကျွန်တော်လက်လက်လောက်ခဲ့တာမဟုတ်ဘူးမင်းရောင်းစားခဲ့တဲ့ဟာလေးယူသွားပြီးတော့ခိုးပြီးတော့ ။အကြပါတော့ခုနကတော့ကိုမြတ်အောင်ကပြောတယ်ဒါကတော့ဒစိမ့်ကတော့ PDF ဒစိမ့်ပဲ။ဆိုတော့ဟိုစဉ်းစားကြဥမာစစ်ကောင်စီနဲ့ညီလို့ရှိရင်စစ်ကောင်စီကဒီလိုမျိုးအထင်မြင်မှအောင်လှုပ်တာမျိုးလားဒါမျိုးလဲတွတ်ဆစရာရှိရလေ။အဲ့တော့ရွာလူတွေတော့ကိုတိမအောင်သူတို့ကပါပြောလဲ။อืมยัวလူတွေကတော့ဒါသူတို့မျက်နှာရအကုန်ရင်းနှီးနေတော့ဒါ PDF လာွားတယ်လို့ပဲပြောတာยัวပြောတယ်ဆိုရင်ဒါပြောမယ်ဆိုရင်မူယာတွေပြတ်နေတယ်ပြုတ်နေတယ်ဆိုရင်တော့ยัวလူတွေတည်တယ်အဲ့ဒီยัวပညာတတ်များတယ်များတယ် ဦးလေးကလည်းပညာတတ်ပဲပညာတတ်ဆိုတော့သူတို့ကထိလိုက်တာနဲ့ဒီလူကဘဒုဘဒုဘယ်ပိုင်ရလာလဲဆိုတော့သူအကုန်လုံးသိနေကြတာပြီးတော့သူအဲ့လိုမျိုးရဲဝဝင်ပြောနိုင်အောင်လို့အဲ့လူတွေကသူကမြင်သားမှုပြီးတာဗျာဟုတ်ဟုတ်အဲ့တော့ဒီယောမှာအဲ့လိုအရင်ရောဖြစ်ဘူးလားအဲ့လိုမျိုးဒလန်ရှင်းလင်းလို့စသည်ဖြစ်ပေါ့လေအဲဒီကမ္မအပိုင်နဲ့ပေါ့နော်ဒီကြောက်ဆောင်ရောတော့မဟုတ်ကမ္မအပိုင်နဲ့မှာတော့ကျွန်တော်မနက်ကဒါစကားပြောမိလိုက်တာ ဟိုရွာသား၄ယောက်နဲ့ဘုံကြီး၃ယောက်လားမသိဘူးဘယ်လိုလဲမသိဘူးအဲ့ဟာလဲအဖမ်းခံရဘူးတယ်ဖမ်းခံပြီးဘုံကြီးတွေကိုဒါလူဝေလဲပြီးတော့အဲ့အပိုင်ကနေပဲခေါ်သွားပြီးတော့ကြောက်သွားတာအခုဒီသတင်းစာနာမရဘူးပြီးတော့ဒီတိုင်ရင်းကလည်းရှေ့မှာဟိုဟာပြန်သွားလှုပ်ချန်ရေးဘာညာဆိုပြီးတော့အဲ့ပြန်သွားဆိုတဲ့ဒါတော်လိုင်းသမားတရားကိုလှုပ်ချန်မှုတယ်လို့သတင်းအတိအကျခိုင်မာရတာလေရတာလေကျွန်တော်စိတ်ပူတာက ပြည်သူတွေကဒီလိုမျိုးအကြောက်တရားဝင်သွားပြီဆိုရင်ဒါစကားစချိန်လမ်းတွေပဲသွားနေမှာဆိုရင်ကျွန်တော်တို့ကဘာကြောင့်တော်လိုင်းကြီးလောက်ရတာလဲမင်းကစိတ်ပူနေသမှာနော်ကွာမင်းတို့ကောင်ကစိတ်ပူနေစကားကိုထင်ပြောစမ်းပါနဲ့ကျွန်တော်တို့ဒီမလဲဆိုကျွန်တော်တော်လိုင်းနားချိန်လေးတွေကျွန်တော်တော့ဘောပေါ်လာပြီဘာကြောင့်လဲဆိုကျွန်တော်လုံနေလို့မှန်ရင်လားလို့ကျွန်တော်ပြန်ပြီးတော့သိငင်းကပြန်ဝင်လာပြီလေ analyze လေးပြန်လုပ်ရတယ် ကိုကစိတ်ပင်ရေလောင်းနေပြီလားပေါ့အဓိကပြောချင်တာကျွန်တော်ဆိုတာ MOD အောက်ကတရင်နေကောအဲ့ဒီစိတ်ပင်ရေလောင်းနေမို့မင်းကစိတ်ပင်ဖြစ်နေတာဒီရပြီအကုန်လုံးကျွန်တော်မျှတာပဲလှူတယ်ရေကလှူတဲ့အပိုင်းကိုကျွန်တော်ပူပြီးတော့ကျွန်တော်မျှထားတာပေးတယ်ဒါရေကဆိုတဲ့အတွက်ဒါပြောရမယ်ဆိုရင်ရွှေရှားစစ်ချောင်းကောအထိုင်းစစ်ချောင်းကောအကုန်လုံးကလိုအပ်တယ်မတိုက်တဲ့စစ်သားတွေစားရမှာပဲတိုက်တဲ့စစ်သားတွေစားရမှာပဲအဲ့တော့မျှတာပဲကျွန်တော်အကုန်လှူပြတယ်လှူပြတယ်ဆိုဒီလိုမျိုးကြီးဖြစ်လာတဲ့အခါကျတော့ဒီတမဟာ ဟိုပါဗောတိတိတာကြီးတဲ့ဟိုတရက်ခိုင်တရင်လေးရလူတွေကဘလူမျိုးဥပဒေနဲ့သွားနေလဲဒါရအောင်မယ်ဒါကတော့မြောက်အောင်ရဲ့ဦးလေးကောင်းပြင်ခလာရနဲ့ပတ်သက်ပြီးမြောက်အောင်ကောင်ပြောထားတဲ့စကားလုံးဖြစ်ပါတယ်မြောက်အောင်တို့ကောင်းတော့တီးပြီးတဲ့သူတွေတီးပြီးမှာပါလက်ရှိမှာတော့မြောက်အောင်ဦးလေးနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့ခါမှာတော့မင်းတုံးတမျိုးနဲ့လုံးတည်တယ်သူသမီးကမင်းတုံးသားနဲ့ရတာပထမတကရှင်းခံရပြီးခြေတော့ကိုလည်းကြည်မှန်ပြီးတော့ဆေးုံတက်လိုက်ရတယ်ထပ်ပြီးတော့လည်း ဆက်လုပ်နေလို့ရှင်းခံလိုက်ရတယ်ဆိုပြီးတော့ပြောထားတဲ့နေထားရတဲ့တွေ့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့အမဆိုတာဂျမ်ဘတ်စကမရဲ့တောက်တိုင်ဂျမ်ဖူအမာကန်ရဲ့ PDF ရွာမဟုတ်ပါဘူးမြောင်းဆိုတဲ့ကောင်ကလည်းတက်မသောတော်လန်ဤဘက်သားဟန်စောင်းနေတာအမှန်တော့လန်တရှူကောင်ဖြစ်တယ်ဆိုပြီးသူတင်တဲ့သတင်းတွေကိုကြည့်ရှုရင်သိနိုင်ပါတယ်ဆိုပြီးမျိုးမျိုးကွန်မန့်တွေတွေ့ရှိရပါတယ်မြောင်းအောင်အပိတွေရှိဆိုမြောင်းအောင်အမပိတွေရှိပါမြောင်းအောင်အပိတွေရဲ့ဘယ်လိုမျိုးဖြစ်ပြီးတော့ မြောင်းအောင်အားပေးဆိုဘယ်လိုမျိုးတွေဖြစ်လဲဆိုတာကကိုယ့်ဘာဝေဖန်ပိုင်းချပြီးတော့လန်ပီသူတွေရောမြောင်းအောင်အားပေးလားမအားပေးလားဆိုတာကတော့ဒီနေရာမှာမှန်တော်လေးယာယီမြောင်းအောင်ဘောမြင်ဦးလဲပြောတော်လေးရပါတယ်။အဲ့ဒါကအခုဒီ Spring Spring Development Bank ပေါ့နော် SDB ပေါ့ SDB ပေါ့အဲ့ဒါယူသူကကမ္ဘာဘောမှာ list မှာတင်လိုက်ပါပြီ။ဘာညာဆိုပြီးတော့ကျင်ညာပြီးတော့ဒီနေ့ဆိုရင်သက်သာရှင်းလင်းဝင်လုပ်တယ်။ကျွန်တော်ကသူကသူနီးပိန်းနေနီးပိန်းတအုပ်စုတော့မင်းတို့မလို့ယူလို့လို့တာလောက်ကြဒါပေမဲ့ကျွန်တော်ပြည်တွင်းမှာနေထိုင်တဲ့တချို့ပြည်သူလူထုတွေနဲ့တချို့လုပ်ငန်းရှင်တွေနဲ့တချို့လူတွေတော့ကျွန်တော်သတိပေးခြင်းနဲ့မင်းတို့ကြားဖြန့်ဆိုတာသိတယ်မို့လားအေးကြားဖြန့်သိအဲကြားဖြန့်က ် NUG ရဲ့လုပ်တဲ့အခု SDB ကတော့ကြားပြန်မယ်ခင်ဗျားတို့ကြားပြန် NUG ရဲ့လုပ်တာမဟုတ်ကြားပြန်ကမင်းပထွေးမင်းအောင်လိုင်းနဲ့ BG တွေလုပ်နေတဲ့ခါကြီးရဲ့လက်ရှိမှာတော့ SDB ကနေပြီးဈေးတွေတက်တယ်ဆိုပြီးတော့တော်တော်လေးကိုမှအမျက်တွေလည်းရပြီလေဆိုတော့ကျွန်မမင်းတကောင်ရေထုမနာပဲငါပါဝင်ဝင်လိုက်ရန်ကောင်းမလားဆိုပြီးတော့ပေါက်ဝင်နေဖြစ်ပါတယ်ပြောလို့မရဘူးခိုးကြောင်ခိုးနေသွားဝင်ဝဲမှကျွန်မမင်းဆိုတဲ့ကောင်ကမသိမှဆိုလို့ကျွန်တော်ဒီနေ့ပြောမလို့အဲ့ဒါတမင်ချက်ပြောလာတာเนาะအဲ့တော့ဒီ NUG လုပ်နေတဲ့ SDB Sprint Development Bank ဆိုတဲ့ဟာကြီးကခင်ဗျားတို့လိမ်မဲ့ကြားဖြန်းဆိုတော့ခင်ဗျားတို့သိစီချင်းတယ်အဲ့ဒါကိုကျွန်တော်ဒီနေ့နည်းနည်းချက်ပြောချင်တယ်အချားမဟုတ်ဘူးသူကဘာလဲဆိုတော့ အန်ယူဂျီကသူလုပ်ခဲ့တာ2020နဲ့ကျွန်တော်တို့20နှစ်လောက်ကထင်းနေစတာပြအဲကောင်နော်20နှစ်လောက်ကစတာလို့ကျွန်တော်ယူဆရတယ်အဲကောင်အဲဒီတော့မှစာတော့ဘာမှမပြောအခုကျတော့ဈေးတွေတက်လာပြီးတော့အကုန်လုံးအပြက်တွေလည်းရပြီလေဆိုတော့တော်မျိုးလို့ပေါက်ကွဲပြီပေါ့သူတို့ကသတင်းသာပြောနေပြီးတော့သူ့ပါရဲ့ဘုံမုံမနေရတော့ခမင်းစာရေးတော့ဖို့တယ်နေ့စဉ်နဲ့မှရုံးကန်နေရတဲ့ဘောမှာယူမမမျိုးပဲနှစ်တိတော့ဒါပါတော့ဟိုဒီ21နှစ်ဦးဆိုတဲ့ဟာနဲ့တကောင်းစင်းနဲ့ပေါ်လာအဲ့ဒါပါလဲဆိုတော့ဒီ sprint development ပါအဲ့ဒါပါလဲကဘာပြော HCC ကမှတရားဝင်ဝင်သွားတဲ့အတွဲတဲ့ ဘာကြောင့်မလို့ဒါကြောင့်မလို့လဲ HTTP ရဲ့ရှေ့ကိုလုံးမယ်လုပ်ငန်းစဉ်တွေကြောင်းအမီဒီယာရှင်းလုံးမယ်လုပ်ပါတယ်ဆိုပြီးတော့ရှင်းပြတယ်ပြီးတော့ spin development bank ကခရီးရိုးရှိကို quality ရောင်း cryptocurrency တွေရောင်းတယ်ပေါ့ဗျာနော် cryptocurrency တွေရောင်းတယ်ပေါ့ပြောရရင်ဘက်ကွိုင်းလိုမျိုးဘာညာလိုမျိုးပေါ့ဗျာအဲ့လိုမျိုးပေါ့နော် Binance account လိုမျိုးအဲ့လို account ပေါ့သူလဲဒါ Binance တစ်ခုပေါ့ဆိုတော့ HTTP ဆိုတဲ့ဟို account အဲ crypto တစ်ခုပေါ့အဲ့ဒါတွေတော့ရောင်းတယ်ပေါ့ဗျာဆိုတော့အဲ့ဒီ sprint development ban စပေါ်တော့ကတင်ထွန်းနိုင်လို့အစု NUG တင်ထွန်းနိုင်လို့အစုကြေညာခဲ့တယ်ပြောခဲ့တာရှိတယ်။ဘာပြောလဲဆိုတော့ဘောဝော်တဲ့နှစ်နှစ်ပဲရောင်းမယ်တဲ့ SGB ဘောနှစ်နှစ်ပဲရောင်းမယ်တဲ့။နှစ်နှစ်ဆိုဘာလို့နှစ်နှစ်လဲဆိုတော့နှစ်နှစ်တည်းမအောင်လို့ဆိုတာဒီလိုနှစ်နှစ်ပဲရောင်းတာတဲ့ เนาะအခုနှစ်နှစ်ကျော်သွားပြီသူတို့အောင်မြင်လို့လားအောင်မြင်လို့လားအော်မြေမြေအောင်မြင်နေမင်းနဲ့ဘာဆိုင်နေမင်းပတ်စံတပြားအောင်ပေါ့လေဒါပြည်သူတွေကနေပြီးယုံကြည်လို့ဝယ်ထားတဲ့ဟာကြီးလေမင်းပတ်စံနဲ့ဝယ်ထားတာမဟုတ်တယ်ယူမင်းတော့သွားဝယ်ပြီးတော့အောင်မြင်မှတာမင်းပြောလို့ရမှာလေအခုမင်းပါတော့နှလာတဲ့နဲ့တော်လိုင်းကြီးတို့ဖွဲ့တွေကုန်လို့နေနေမယ်ဆိုပြီးနှလာတွင်းတော့နော်ပြေးလိုက်ရတယ်မြို့တွေတမြို့တော်ပြန်ရအောင်မလုပ်နိုင်တဲ့နေထားတခုမှာပြီးတော့အဲ့တော့နှစ်နှစ်ဆိုပြီးတော့ဝယ်ခဲ့ရတဲ့ပတ်စံကြီးပုံအောင်ပေးခဲ့ကြတဲ့လူတွေရကြရတဲ့ထင်လားတယောက်မှမရဘူးနော်တယောက်မှမရဘူးအဲ့ SDB လို့ခေါ်တဲ့ဟာအဲ့ဒါကြားဖြန့်ကြီးနော်ခဲတော့သိအောင်ပြောရင်အဲ့ဒါကြားဖြန့်ကြီး အချားပြန်ယူခင်ဗျားတို့သွားပြီးတော့အဟုတ်ကြီးတင်ပြီးတော့ကိုရှိရရှိတဲ့ပတ်စံလေးနဲ့တော့ဟိုဘစ်ဟိုဘာလဲဆိုဟို crypto လေးသွားပြီးချိန်မှု SDB crypto ချိန်မှုကြိုးစားလို့တော့အေးတနေ့တဲ့အချိန်မှာ American နေနေတဲ့ထဲမှာခင်ဗျားတို့နာမည်ပါလာတော့မှာကိုတော့ရောက်ကုန်မယ်ကျွန်တော်မြောင်သေးတယ်အဲ့ဒါကြောင့်မင်းမနာမည်ပါတော့မင်းစုတောင်းစမ်းပါသူများယူတဲ့ဘူးမနေနဲ့အဲ့ဒီပေးလိုက်တဲ့ပတ်စံတွေကကြီးစံတွေဖြစ်ပြီးမင်းတို့စီပြေးလာမှာမပူနဲ့နော်မြတ်လူချင်းတို့လောက်တာမဟုတ်ဘူးကွာမင်းတို့ကိုကြိတ်ချင်းတို့လောက်တာဆိုတော့တီထားဖို့လိုတယ်မင်းတို့ကောင်းနေမှာ တော့ဒါကျွန်တော်ပြည်သူတွေသိကျင်နေကြတဲ့အကြောင်းအရာတွေလည်းရှိသလိုပေါ့နော်ထူးခြားပြောင်းလဲနေတဲ့အကြောင်းအရာတွေလည်းရှိတယ်အဲ့ဒါကတော်လိုင်းတက်တွေကိုရင်ဆိုင်ရဲလို့စစ်ကောင်စီက DNLA ကိုဒါခေါ်ပြီးတော့ဒါမျိုးတွေကိုခေါ်သွင်းခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲအဥစားကြီးလည်းရှိတယ်အဲ့ဒီတင်းနဲ့ပတ်သက်လို့မြေပြင်မှာထူးခြားပြောင်းလဲနေတဲ့ဟာတွေဒေသခံတွေရဲ့အခြေအနေတွေပေါ့နော်အဲအဥစားနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောကြမယ်ပြီးတော့ဒီကြားဖြာကိစ္စနဲ့ပတ်သက်လို့လည်းပေါ့နော်ရွှေကုတ်ကအခြေအနေတွေအဲဒါတွေနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောကြမှာပေါ့နော်အဲ့တော့ဒါတော်လိုင်းတက်တွေကိုရင်ဆိုင်ရဲတဲ့စစ်ကောင်စီကဒါမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကို DNA လေးကိုခေါ်သွင်းခိုင်းတဲ့ဟာနဲ့ကျွန်တော်စလိုက်မှာပေါ့နော်အဲ့တော့ စစ်ကောင်စီကဒီနေ့လုံနေတဲ့ဒါအယူကွက်တွေပေါ့နော်ဒါကလေးကွက်တွေပြီးရင်ဒါမင်းအောင်လှရဲ့ကြောင်ချောက်ချဖြစ်နေတဲ့ပုံစံမျိုးတွေကကျွန်တော်တို့အချိန်ကပေါ့နော်ဒါစစ်ကောင်စီစစ်သားဖြစ်ခဲ့ဘူးလေဆိုတဲ့ဟာကတော်တော်လေးရှက်စရာကောင်းတယ်လို့တော့ပြောရမှာပေါ့နော်အဲ့တော့ဒါကြီးပြန်တွေးလိုက်ကိုကိုတော်တော်ရှက်တယ်ဗျာဒါပေမဲ့ပြန်ထွက်လာနိုင်ခဲ့တာကိုကျွန်တော်ကိုကိုဂုံယူတယ်ပေါ့နော် အခုလည်းဒါမြို့သားညီညွတ်ရေးအစိုးရ NUG အောက်ကလောက်ခံတက်တွေနဲ့ပေါ့နော်အဒေသခံကာကွယ်တပ်ဖွဲ့တွေစုပေါင်းပြီးတော့ကာကွယ်သွားမယ်ဆိုတဲ့ဒီမိုးကုန်းနဲ့မိုးမိတ်မြို့တွေပေါ့နော်အဲ့မြို့တွေမှာအထိုင်ချထားတဲ့ထင်မှာဒါအကြောင်းသားတက်မလို့ဒါ ABS တွေပါတယ်ကရှင်ဒေသကာကွယ်ဒါ KPD တွေပါတယ်ပြီးရင်ပြည်သူ့လူမျိုးရေးတက်မလို့ PLA ပါတယ်ပြီးရင် NUG လောက်ခံမိုးမိတ်ခရိုင်ပါကပတက်တွေအများကြီးပေါ့နော်အဲ့လိုမျိုးအဖွဲ့တွေဒါအပြင်းထန်ခုခံကြမယ်ဆိုတဲ့ဒါမိုးမိတ်မြို့ကိုစစ်ကောင်စီကပြန်မတိုက်ရဲတာကြောင့်မလို့ဒါ DNLA နဲ့ DNLA ကိုအခုညတောင်းပြီးတော့ခေါ်သွင်းခိုင်းမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေဒါတွေ့နေရတယ်ဒီလိုမျိုးတောင်းတဲ့ပုံစံမျိုးတွေ ခိုင်းတဲ့ပုံစံမျိုးတွေလည်းရှိလာနေတယ်ပေါ့နော်ဒါကြောင့်မလို့လည်းမြေပြင်မှာဆွေးနွေးတာတွေလောက်ရကန်ရခက်တဲ့ပုံစံမျိုးတွေလည်းတွေ့လာနေရတယ်ဗျအဲ့တော့ဒါ last show ကိုပြန်တောင်းပြီးရဲ့နောက်ပိုင်းမှာစစ်ကောင်စီကအတောင်းရံပို့ပြီးတော့ထူလာတယ်အဲနောင်ချိုကြောင်မဲတီဘောဒီနေရာတွေကိုလည်းသူကဒါတောင်းတာအမှန်တော့တောင်းတာပဲတရုတ်စီကနေပြီးတော့တောင်းတယ်တရုတ်စီကနေတဆင့်ပေါ့နော်ဒါဖိအားပေးပြီးတော့တောင်းခိုင်းတဲ့ဟာပဲအဲ့လိုတောင်းခိုင်းတဲ့ဟာကိုပဲသူကရွရွချွတ်ချွတ်တိုက်ပြီးတော့ပဲဒီမျိုးတွေဒီနေရာတွေကိုသူပြန်ရတဲ့ပုံစံမျိုးနဲ့ပုံပေါ်ခဲ့တာတော့ဒါအလုံးလည်းအတိပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူတို့တွေဝါရဖြန့်ခဲ့ကြတယ်အဲ့တော့ဒါကတကယ်တကယ်နောက်ဘက်ကအကြောင်းကဒါတရုတ်ရဲ့ FBI အဲတနည်းပြောရရင်တရုတ်ရဲ့ဂျာဝင်ဆွတ်ဖတ်မှုတရုတ်ရဲ့အကူအညီကြောင့်မလို့ပဲသူတို့ပြန်ရခဲ့တာပေါ့နော်လုံးဝအရေးသွေးပြည့်မိပြီးတော့ဗျာဒါတိုက်ရိုက်တိုက်ဆွမ်းရင်ကောင်းပြီးတော့ပေါ့နော်တိုက်ရိုက်ခိုက်ရင်ကောင်းပြီးတော့ဒါဒေါ်လာရင်တက်ဖွဲ့နဲ့ဒါအပြန်အလှန်တကယ်ကိုကြကုတ်ကြဲတိုက်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ရခဲ့တာမဟုတ်ဘူးဒါတကယ်အားလုံးသိပြီးသားပေါ့နော်အဲ့တော့တရုတ်ဖိအားကြောင့်မလို့ပဲဒါခုခံစစ်ကနေပြီးတော့ခွာစစ်ဆိုတဲ့ပုံစံမျိုးတွေကိုဒေါ်လာရင်တက်ဖွဲ့တွေကလှုပ်ဆောင်ခဲ့ရလို့တာပေါ့နော် ဒါဒီဒီမျိုးတွေကိုစစ်ကောင်စီကအလွယ်ကူဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်အဲနောက်တစ်ခုကဒီလေချောင်းကနေပြီးတော့လေအရသားတွေရှိတဲ့နေရာတွေပေါ့နော်အဲလိုနေရာတွေကိုဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေအလွန်မင်းအပြင်းထန်ဒါမျိုးပုံစံမျိုးတွေ OTP လောက်လာခဲ့တာတွေလည်းဒါအချက်တစ်ခုအနေနဲ့တော့ပါတာပေါ့လေနော်အဲ့တော့ရည်ရွယ်ချက်ရှိရှိနဲ့ကိုပဲဒါပြည်သူတွေကိုဖိအားပေးတဲ့ပုံစံမျိုးအသက်အန္တရာယ်ရန်ရှာတဲ့ပုံစံမျိုးနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဖိအားပေးတာမျိုးအပြင်ဒါဒေယုတ်ကိုကူညီတောင်းပြီးတော့ တောင်းစားတောင်းပြန်တောင်းတဲ့ပုံစံမျိုးတွေကြောင့်မလို့သာဒီမျိုးတွေကိုရခဲ့တာအခုလည်းဒီမိုးကုတ်မိုးမိတ်မျိုးတွေကိုအဲ့လိုပုံစံမျိုးတွေလှုပ်ဆောင်နေတာတွေတွေ့လာနေရပြီပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ရှေ့မှာသူပြန်ရပါတယ်ဆိုတဲ့မျိုးတွေအကုန်လုံးကပေါ့နော်အာဒေါ်လိုင်းတက်ဖွဲ့တွေတိုက်ခဲ့တော့ကတော့အုံချင်းချင်းနဲ့အားလုံးကြားတဲ့အတိုင်းတိတဲ့အတိုင်းပဲပေါ့နော်ဒါအုံချင်းချင်းနဲ့တိုက်ခဲ့ကြတယ်ရခဲ့ကြတယ်ဒါပေမဲ့စစ်ကောင်စီကအဲ့နေရာတွေကိုပြန်ပြီးတော့ရယူဖို့စူးစမ်းရင်းနဲ့ပြန်ရခဲ့တဲ့ဟာတွေကကြတော့ဒါခုနကလိုတိုက်လို့ခိုက်လို့ဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘူးဗျာပြောရမယ်ဆိုရင်ဒါသုံးသက်ရင်တစ်ဖက်က ဆုတ်ပေးလိုက်လို့သူဝင်ရောက်နိုင်ခဲ့တဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုနေရာမျိုးကိုပဲဒါတံပတ်ဝေပြတာနဲ့ထမင်းတို့ဝေပြတာနဲ့ပေါ့နော်ဒါပုံမတန်ရိုက်တာနဲ့မိုင်းရှင်းပြတာနဲ့ဒါမျိုးပုံစံမျိုးတွေဒါအရှက်မရှိလုပ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ ော်တော်လေးရှက်တယ်ပေါ့နော်သူဥစားတော်တော်လေးရှက်တယ်အဲပြီးတော့ဒါအခုလဲဒါမန်လေးတိုင်းမိုးကုတ်မြို့နယ်နဲ့ဒါရှမ်းပြည်မြောက်ပိုင်းမိုးမိတ်မြို့နယ်တို့ကိုတောင်အမျိုးသားတပ်မတော် TNLD ကဒါစကားစကိုတရုတ်ဖိအားနဲ့အတူတပြိုင်နက်တည်းခေါ်သွင်းလာမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေကြတယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးဘာကြောင့်ပြောင်းလဲသွားတာလဲဆိုရင်ဒါ TNLD ဘက်ကစုတ်ခွာပေးမယ်ဆိုရင်တော့မှအခြားတော်လိုင်းအင်အားစုတွေကခံချမယ်ခံပြင်းမယ်ပေါ့နော်ပြင်းထန်ခုခံကာကွယ်မယ်ဆိုတဲ့ဒါနောက်မဆုတ်ဘူးဆိုတဲ့သတင်းတွေကြောင့်မလို့ဖြစ်တယ်။တနည်းအားဖြင့်ဒါသူတို့အနေနဲ့တင်ထားတဲ့အဖွဲ့တွေစုတ်ပြီးမှပြန်တိုက်သိမ်းယူမယ်ဆိုတဲ့ဇလန်းစင့်မရတော့ ရှေ့ကဒါမြို့တွေလိုမျိုးပေါ့နော်နောင်ချိုတီဘောကြောင်းမဲဒီမြို့တွေလိုမျိုးသူတို့ဇလန်စင်လို့မရတော့ဘူးတပွဲတည်းနဲ့မဟုတ်ဖဲနဲ့ပေါ့နော်တပွဲတွေအများကြီးကဒီလိုမျိုးပေါ့နော်တရားနယ်လေးကဆုတ်သွားလိုက်မယ်ဆိုရင်တော့မှာပဲအာငါတို့ကတော့မြို့ကိုအလွယ်တကူပေးမှာမဟုတ်ဘူးမြို့လိုချင်တိုက်အဲအဲ့လိုပုံစံမျိုးနဲ့အဖွဲ့တွေအကုန်လုံးကကြွေးကြော်ကြတယ်အဲ့လိုကြွေးကြော်တဲ့ခါမှာလည်းထုတ်ပြန်ချက်တွေလည်းအတီးတီးထုတ်ကြတယ်ပေါ့နော်အဲပြီးတော့ကြတော့ဒါ EAO တွေကလည်းအဲကာကွယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့ဒါပါလဲဆိုတော့ဒီမိုးကုတ်မိုးမိတ် မုံမိတ်မျိုးဆိုရင်ဒါ KIA နဲ့ဒါဒါ ABS တရကပေါ့နော်ဒါကုညီမယ်စီရေးရကုညီမယ်ဆိုတဲ့ပုံစံမျိုးတွေဒါထွက်ပေါ်လာတာဖြစ်တယ်အဲအဲ့ဒါကြောင့်မလို့တို့အနေနဲ့ဒီအပြင်းထန်ခုခံကာကွယ်မယ်ဆိုတဲ့အင်အားစုကြီးတွေကိုရင်ဆိုင်နိုင်မှုရင်ဆိုင်ရဲဘူးဒါကြောင့်မလို့ဒါ TNL ကိုပဲထက်ပြီးတော့အသုံးချတဲ့ပုံစံမျိုးဒါကျွန်တော်တို့ကတော့မြင်နေရတယ်တွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီဇလန်းစင်တဲ့အနေထားကဒါ TNL ကိုပဲဒါတရုတ်ဖိအားနဲ့ပြန်ပြီးအသုံးချတယ်လို့တော့ဒါပြောရမှာဖြစ်တယ် TNL အနေနဲ့ကလည်းဒါတရုတ်နယ်စပ်အခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့အတွက်ပေါ့နော်ဒီဥစ္စာကိုလွန်ဆန်မှုတော့ခက်ခဲလိမ့်မယ်အဲ့တော့အချင်းဤတွေက ။ဘာဖြစ်လာမလဲဆိုတဲ့ဟာကတော်တော်လေးပြင်းထန်စွာဖြစ်နေမှာပေါ့နော်။တော်တော်လေးပြင်းထန်လာနိုင်မယ်။အခြေအနေတွေပြောင်းလဲလာနိုင်မယ်။အဲမမျော်မှန်းထားနိုင်တဲ့ကိစ္စမျိုးတွေတော့ဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်။အဲ့တော့ဒီဟုတ်ဖီအားကိုဒီလိုလွန်ဆန်မှုခက်ခဲနေတဲ့အခြေအနေနဲ့ဒါကြောင့်မလို့ဒါစစ်ကောင်စီကိုဒါခေါ်ပေးလိုက်တယ်ခေါ်ယူသွင်းပေးလိုက်တယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမှာစစ်ကောင်စီကတရုတ်ဖီအားနဲ့ပေါ့နော် DNL ကိုဒါဆွဲယူအသုံးချလိုက်တာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသာခေါ်လာမယ်ဟေ့ဆိုတဲ့ခါကျရင်ခုနပြောတဲ့ကာကွယ်မယ်ဆိုတဲ့အဖွဲ့တွေ အများကြီးရှိတယ်ဗောနော်အဲ့အဖွဲ့ရင်းနဲ့ TNL နဲ့တော့ဒါထိတ်တိုက်တွေ့မဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်ဗောနော် ဲ့တော့ဒီလိုဟာမျိုးကိုလူတို့ကလည်းလက်မခံဘူးတလင်းအင်အားစုတွေကလည်းလက်မခံဘူးပေါ့နော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ပူဝင်လင်းလင်းပုံစံမျိုးတွေပြောတာမျိုးတွေချပြတာမျိုးတွေဒါတွေလုံးဆောင်သိပြီပေါ့နော်အခုအဲ့ဘက်မှာရှိတဲ့ဒါတလင်းအင်အားစုတွေအနေနဲ့လောက်ရကန်ရခက်နေတဲ့အနေထားတွေဘာဖြစ်လို့ဆိုတော့မဟာမိတ်လည်းမပြတ်ချင်ဘူးပြီးရင်စစ်ကောင်စီကိုလည်းဝင်ရောက်တာမျိုးအခုလိုမျိုးလွယ်တကူပေါ့နော်ဝင်ရောက်ခွင့်ပေးလိုက်တာမျိုးလည်းလက်မခံနိုင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြီးတော့ဒီတလင်းအင်အားစုတွေဘက်ကလည်းပြောတယ်အဲ့ဒါဘာလဲဆိုတော့ဒီမိုးကုန်းနဲ့မိုးမိတ်မှာမိုးမိတ်ကတော့ဒါ KIA နဲ့ ABSD ကကူညီမယ်ဆိုတဲ့ပုံစံမျိုးပြောထားတာရှိတယ်ပေါ့နော်အဲ့တော့ကြတော့ အဲပြောမယ်ဆိုရင်တိတ်ဆိတ်ပူရတာတော့မရှိဘူးဗျဒါပေမဲ့ moment ထက်ဒီ mogo ပေါ့နော် mogo ကကြတော့ဘယ်အဖွဲ့တွေကကူညီမှာလဲဘယ်အရာတွေကကူညီမှာလဲဆိုတဲ့ပုံစံမျိုးအဲပြီးရင်တပ်ဖွဲ့တွေဘက်ကဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲပြီးတော့ကြတော့ခုနလိုဟာမျိုးတော့လက်မခံနိုင်ဘူးတကယ်လို့ဝင်ရောက်လာမယ်ဆိုရင်ပေါ့နော်မာမိတ်စင်းမြင့်တွေကအစားဖြစ်စည်းလာမျိုးတွေဒါတွေမဖြစ်စေချင်ဘူးမဖြစ်ချင်ဘူးဆိုပြီးတော့လေပြောသွားတော့ဒါ ဒလိုင်းအင်အားစုတွေဘက်ကတော်တော်လေးကိုလောကကံရခတ်မဲ့အနေထားတွေမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့လာမယ့်နိုဝင်ဘာ30ရက်နေ့နဲ့ဒီဇင်ဘာ1ရက်နေ့တို့မှာဒါမိုးမိတ်နဲ့မိုးကုတ်မြို့နေရာတွေကိုတရနေလီကစစ်ကောင်စီကိုခေါ်သွင်းလာမယ်ဆိုပြီးတော့ဒလိုင်းအင်အားစုတွေဘက်ကလည်းအခုချိန်မှာတော့အတီလင်းထွက်ပြီးတော့ပြောဆိုနေတာတွေတွေ့လာနေရပြီပေါ့နော်အဲ့လိုပြောဆိုပြီးရနောက်ပိုင်းမှာပဲဒါကြောင့်အဲမြေပြင်မှာပေါ့နော်ဒါဒေသခံပြည်သူအနေနဲ့ဒါ ဒီစစ်ဆောင်တဲ့ပုံစံမျိုးတွေပို့ပြီးတော့များလာပြီအဲသူပြောပုံရဆိုရင်မြို့ရဲ့25ရာခိုင်နှုန်းလောက်တော့ဒါဒေသခံတွေကပဲကြံခဲ့တယ်ပေါ့နော်ဒါတော့မှပဲဒါတက်ကြီးရွယ်အိုတွေအဲလွယ်တကူရွှေ့ပြောင်းမှုမဖြစ်နိုင်တဲ့အနေအထားကြုံနေရတဲ့ပြည်သူတွေအဲပြီးတော့ကြတော့ဒီအဲဈေးစကားတွေနဲ့ပတ်သက်လို့မတက်နိုင်တဲ့သူတွေပေါ့နော်အဲလိုမျိုးမတက်နိုင်တဲ့သူတွေလောက်ပဲကြံခဲ့တော့တယ်ဆိုတဲ့ပုံစံမျိုးပြောတာရှိလာတယ်အဲထဲမှာဆိုရင်ဒါဒီစီဒီယံဝန်ထမ်းတွေပေါ့နော်စီဒီယံဝန်ထမ်းတွေဒီစီဒီယံဝန်ထမ်းတွေအနေနဲ့လည်း ရှောင်ကြပြီပေါ့နော်ရှောင်ကြပြီပညာရေးပဲဖြစ်ဘာပဲဖြစ်ဒီလိုမျိုးပေါ့နော်ဒါအကုန်လုံးကအဲ့မှာသွားပြီးတော့စုယုံပြီးတော့လှုပ်ဆောင်နေကြတဲ့ ီတစ်ပတ်ကိုရက်တည်ခဲ့တဲ့သူတွေရှိတယ်။အဲဒီခုဆိုရင်ဒါ GDN ကစားပြန်ပြီးတော့ရှောင်နေကြတာလေဖြစ်လာနေပြီပေါ့နော်။အဲတော်တော်များများကတော့ရှောင်မှုတိမ်းမှုအတွက်လုံဆောင်နေကြပြီဗျာ။ဒါပြင် TNL ဘက်ကလည်းအရှိုးရှိုးနဲ့ပေါ့နော်။ဒါပစ္စည်းတွေတိမ်းနေ။ဒါတို့အတွက်အရေးကြီးတဲ့ပစ္စည်းတွေကစားတိမ်းစီးကြတယ်။ဒါနေ့စဉ်နဲ့မျှကားကြီးကားငယ်နဲ့ဒီလိုမျိုးပြန်ပြီးတော့ဆုတ်ခွာနေတဲ့ဟာတွေကလည်းနေ့စဉ်နဲ့မျှမြင့်တွေ့နေရတယ်ဆိုပြီးတော့လေဒါပြောကြတယ်ပေါ့နော်။အဲတော့မိုးကုတ်မြို့ကိုစစ်ကောင်စီကိုခေါ်သွင်းလာရမှာတော်လိုင်းအင်အားစုတွေအနေနဲ့နှောက်ရှက်ဟန်တာခွင့်မရှိကြောင်းကိုလည်းပြောဆိုခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။အခုရက်ပိုင်းမှာဒါပြင်းလွင်မိုးကုတ်လက်မဘော်ကဒါရှမ်းလန်းစုံမှာဒါစစ်ကောင်စီနဲ့ TNL ်လေးတို့ကဆက်ဆံရေးယုံနေအပြန်အလှန်ဖွင့်လိုက်တယ်ဆိုပြီးတော့လည်းသိရတယ်။ဒီဆက်ဆံရေးယုံနေကနေတဆင့်ပါနော်စစ်ကောင်စီနဲ့ညှိနှိုင်းပြီးတော့ဒါမိုးမိတ်နဲ့မိုးကုတ်မြို့နေရတဲ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေကိုခေါ်သွင်းလာမှာဖြစ်ပြီးနိုဝင်ဘာ၂ရက်နေ့ကစတင်ပြီးတော့ဖွင့်လှစ်တဲ့ဒီမိုးကုတ်မြို့ပေါ်ကဆက်ဆံရေးယုံနေရအထိပို့ဆောင်ပေးမယ်ဆိုပြီးတော့သိရတယ်။အာဒါကတော့တော်တော် တော်တော်ကိုပေါ့နော်ကျွန်တော်ပြည်သူတွေဒါမဖြစ်စေချင်တဲ့ဟာမလိုလားတဲ့ဟာတော်လိုင်းအင်အားစုတွေဒါလက်မခံနိုင်တဲ့အရာပေါ့နော်အဲ့တော့ TNL ကဒါစကားစနဲ့အပြစ်ရပြီးနောက်ပိုင်းမှာဒါမိုးကုန်းနဲ့မိုးဝင်းမြို့နယ်တွေမှာတက်တည်ဆုတ်ခွာပေးမယ်ဆိုပြီးတော့ TNL ကပြောဆိုခဲ့ပေမဲ့ပေါ့နော်တော်လိုင်းအင်အားစုတွေကတော့မိုးကုတ်ကိုဆက်ပြီးကာကွယ်မယ့်အကြောင်းပြောဆိုထားတာကြောင့်မလို့စစ်ကောင်စီကအခုလိုစီစဉ်တာဆိုပြီးတော့ပြောနေကြတယ်ပေါ့နော်အဲဒါကလည်းဖြစ်နိုင်ချေရှိတာပဲဒါခုနကျွန်တော်တို့သုံးသပ်သလိုပေါ့နော် အစစ်ကောင်စီကဒီခုခံကာကွယ်ပါမယ်ဆိုတဲ့အပြင်းထန်တိုက်ပွဲဝင်ပြီးမှပဲဒါမြို့ကိုကာကွယ်မယ်လို့ပြောတဲ့အဖွဲ့တွေကိုရင်ဆိုင်ရဲလို့ဒီ DNL ကိုအခုလိုဆက်ဆံရေးယုံနေကနေတဆင့်ဒါသူတို့ဒါအသုံးချပြီးတော့ဗောနော် ဒီမြို့တဲကိုဒါခုနကနန်းစီတန်းဝင်တဲ့နေစစ်ကောင်စီစစ်သားတွေဒါတွေကစတွင်းပေးရမယ်ဆိုတဲ့ပုံစံမျိုးတည်င်းနေထွက်ပေါ်လာနေတာဖြစ်တယ်ဗောနော်အဲ့တော့စစ်လော်ဘီတွေကတော့ဒါဒါမင်းအောင်လိုင်းဗောနော်ဒို့ဘာကြီးဗောနော်ဒို့ဘာဘာကြီးကဒါတရုတ်ကိုပြောပြီးလို့ဒီမြို့တွေကိုပြန်ရတာဗောနော်အဲ့ပြီးရင်သူတို့ပြောကြတာရှိတယ်တနက်တစ်ချက်မဖောက်ဘဲနဲ့ပြန်ရတယ်ဗာညာဆိုပြီးတော့ဒါလော်ဘီလောက်ကြအောင်မယ်လို့တော့ဒါထင်တယ်ဗောနော်အဲ့လိုဆိုရင်တော့မှဒီမြို့တွေလက်မလို့ရအောင်တရုတ်ကိုမင်းအောင်လိုင်းကအစကတည်းက ဘာလို့မပြောခဲ့တာလဲပေါ့နော်အဲ့ဒီမြို့သိမ်းတိုက်ပွဲအတွင်းမှာတေဆုံးသွားကြတဲ့စစ်ကောင်စီစစ်သားတွေကဒီမေးခွန်းတွေပြန်ပြီးတော့မေးချင်လိမ့်မယ်ထင်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအစတည်းကများဟိုဟာဖြစ်မယ်ဆိုရင်ပေါ့နော်ငါတို့ဘာဖြစ်လို့ဒီလိုမျိုးအသေးခံခိုင်းတာလဲဆိုပြီးတော့လဲသူတို့ဂျင်းတတ်ကြမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြံခဲ့တဲ့သူတို့ရဲ့မိသားစုတွေကလည်းဒီဖြစ်စဉ်ကိုကြည့်တဲ့အခါမှာတော့ဒါဂျင်းတတ်မှာတော့မဟုတ်ဘူးဒါတော်တော်ကိုသူတို့အတွက်ရင်နာစရာကောင်းတဲ့အဖြစ်ပြက်တွေပေါ့နော်အဲ့တော့ မုတ်ကုတ်ကိုဒါစီအုပ်စုတက်တွေခေါ်သွင်းလာမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါ်လာအင်အားစုတွေကို TNL ကဒါညှိနှိုင်းတိုင်ပင်တာမျိုးဒီနေ့အထိမရှိသေးဘူးဆိုပြီးတော့လည်းဒါသိရတယ်။ဒါကြောင့်မလို့ဒါအတီးပြုတ်ဖို့တော့ခက်တယ်ပေါ့နော်။အဲ့တော့ကျတော့ဒါဒေတာကန်နေသိချင်နေရတယ်အဲ့ဟာပဲဗျ။အဲကျွန်တော်တို့ဒါအဲ့ဘက်မှာစုံစမ်းသိရှိရတဲ့ခါကျတော့ဆက်သွယ်ပြောဆိုရတဲ့ခါကျတော့ပြောကြရတယ်ပေါ့နော်။ဒီနေ့ဒီချိန်အထိပေါ့နော်။ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာမျိုးဘယ်လိုမျိုးသဘောတူညီမှုတွေယူလိုက်ပြီဆိုတဲ့ဟာမျိုးတွေကိုဒါမြေပြင်မှာချပြပေးတာမျိုးမရှိသေးဘူးပေါ့နော်။မရှိသေးဘူး။အဲ့အဥ္စာကိုတို့သိချင်တယ်။ဘာကြောင့်မလို့လဲဆိုတော့ဒီလိုမျိုးသိရမှာပဲတို့ဘာဆက်လုပ်ရမလဲဆိုတဲ့ဟာကိုဆုံးဖြတ်လို့ ို့ရမှာပေါ့နော်အခုကျတော့တူလောတူလောနဲ့ဒါရှောင်ရမှာလားမရှောင်ရဘူးလားဆက်ပြီးပဲနေရမှာလားဒါမျိုးပုံစံမျိုးတွေဖြစ်နေကြတယ်ဆိုပြီးတော့လေဒေသခံတွေကပြောကြတယ်ပေါ့နော်ဒါကလည်းပြည်သူတွေအနေနဲ့စိုးရိမ်မယ်ဆိုလဲစိုးရိမ်ကြပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကြောင်မဲတီဘောနောင်ချိုးပေါ့နော်အဲအဲ့လိုပဲချမ်းနေမှာစစ်ကောင်စီကအခုလိုမျိုးပြန်ပြီးတော့ဝင်ရောက်သွားနိုင်ပြီဆိုတဲ့အချိန်မှာဒေသခံပြည်သူတွေကိုနှိပ်စက်တာတွေဖမ်းဆီးတာတွေဆွတ်ဆွဲတာမျိုးတွေပေါ့နော်အဲပြီးရင်ဒါနေအိမ်တွေချိတ်ပိတ်တာတွေစီးပွားရေးလုပ်ငန်းတွေချိတ်ပိတ်ဖြစ်တာတွေဒါမျိုးပုံစံမျိုးတွေကိုတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ်အဲ့လိုလုပ်ခဲ့တဲ့အတွက်ပေါ့နော်ဒီရှေ့မှာတာရကတွေရှိတာဖြစ်တဲ့အတွက်အခုလက်ရှိဒါမိုးကုတ်မိုးမိတ်ကပြည်သူတွေကလည်း ဒီလိုမျိုးကြုံရမှာကိုစိုးရိမ်နေကြတယ်။ဒါလည်းဆိုတော့ဒါဒေါ်လာရင်းဘက်မှာရက်တည်ပြီးတော့ဗောနော်ဒေါ်လာပြည်သူတွေပုံစံမျိုးနဲ့ဒီတက်ဖွဲ့တွေကိုထောက်ကန်အားပေးနေတဲ့ဒီလိုနေရာမျိုးတွေမှာအတူတူရှင်သန်ပြီးတော့နေထိုင်ခဲ့ကြတာပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးနဲ့ဒါမချပြပဲနဲ့စစ်ကောင်စီကကောင်တွေကဒီလိုမျိုးဝင်ချလာမယ်ဟေ့ဆိုရင် ြည်သူတွေဒုက္ခရောက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားသင့်တာကပြည်သူအတွက်အလုပ်လုပ်ခဲ့ကြရတယ်ဆိုရင်ပြည်သူကိုလည်းပို့ပြီးတော့လေးထားရမယ်ဒီဒေသခံတွေဒီပြည်သူတွေအနေနဲ့ဒါရွေးချယ်ခွင့်ရအောင်ပြီးတော့ခုနလိုပေါ့တို့တို့ကြိုတင်သိရှိအောင်ပေါ့နော်ဘာတွေလောက်ဆောင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်အမြန်ဆုံးချပြပေးတာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အခုဆိုဒုလောဒုလောနဲ့တော်တော်လေးဒုက္ခရောက်နေကြတယ်အဲ ဒါမှမှာပဲလက်ရှိမှာ DNA ရဲ့လုပ်ရတီးကဘယ်လိုပဲလုံးလုံးလုံးဝမကိစ္စတွေကိုပြည်သူတွေကိုချပြမှာဖြစ်မှာပါမင်းအောင်နိုင်တကောင်တွေကတော့အများကြီးစဉ်းစားတတ်မှာမလို့ပါဘူးမင်းအောင်နိုင်ကတော့တိုက်မိရတဲ့အတွက်တောင်းယူတဲ့ပေါ်အောင်ရောက်ပါပြီရောင်းသားပေါ်အောင်ပြောင်းသွားပြီဖြစ်ပါတယ်တော့လေးမတိုက်တော့ပါဘူးပြောင်းမယ်ရောင်းသားပေါ်အောင်ပြောင်းမှာဖြစ်ပြီးရောအရှိမှာတော့တိုက်ခဲ့တဲ့ဥက္ကစစ်ခွေးတွေနေနဲ့ကတော့အကုန်လုံးမူဆူးမာတွေဖြစ်ကုန်တာကတော့အားလုံးဒီမှာတိုက်ပါပဲသူတို့ရောဂျင်းနဲ့ကြရလားအဖကအရင်တည်းကဒီလိုမျိုးပြုတ်ကြီးစီမှာစီပလင်းခါချပြီးသွားတောင်းလို့ရရင်သွားတောင်းပါလားဘာလို့ခုမှသူ့ရောက်ကြတဲ့အကုန်လုံးဘဝတွေပြေးဆက်ပြီးတော့အကုန်လုံးဟုတ်ဆုံးမနဲ့ကလေးတွေလည်းအဖေမရှိတဲ့ကလေးဘွားရောက်နေရတယ်ဆိုတော့စစ်တဲ့ထဲကသူတွေကမင်းအောင်နိုင်ကိုပြန်ပေးရမယ်ချင်နေဖြစ်ပါတယ် လိုမျိုးတွေအလုံးပဲဒီဗီဒီယိုတောင်းနေပဲဆုံးသလိုက်ပါတယ်နောက်တဲ့ဗီဒီယိုမှာတော့နောက်သက်တင်းတို့တက်လာမျိုးကျွန်တော်ရဲ့ကိုကျေတူပေါ်လိုချင်း channel လေးကို like and subscribe လုပ်လိုက်နဲ့ subscribe ပြီးဘေးကခွန်ရတာချင်းမြင်တက်လာတဲ့များဗီဒီယိုတွေသတင်းအားလုံးကြည့်ရှုနားဆင်ရဖြစ်ပါတယ်လိုမျိုးတွေအလုံးပဲဒီ channel လေးမှာကတော့မနက်7:00နာရီကိုသတင်းနဲ့ည7:00နာရီကိုသတင်းညနေ2ချိန်တင်ပြပေးမှာဖြစ်တဲ့လိုမျိုးတွေအလုံးပဲ online ပြီးတဲ့ဒီလာရောက်ကြည့်ရှုအားပေးနေပဲ online key ကိုအဆုံးထိရှေ့ဆက်ရောက်ကြပါစို့ဗျာ